မိဘပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးချင်တာကတော့အန်ဒီမိဘပြည်သူများအတွက်ဖြစ်ပါရဲ့ရှင်။ကျွန်မတင်တင်ဆက်တိုင်းကအဲ့လိုမျိုးပေါ့နော်။ဟိုတားခတ်ထားပြီးတင်ဆက်တဲ့သတင်းလေးလည်းရှိရပေါ့နော်။မအားကြောင့်လဲဆိုတော့ကျွန်မနိုင်ငံမှာ loss ဆိုင်စိတ်ဝမ်းကွဲနေရလေ။ဒါပေမဲ့ကျွန်မတို့လူသားဖြစ်တဲ့အတွက်လူတိုင်းရဲ့ယုံကြည်ချက်ကိုလေးစားပါရဲ့ရှင်။အစိုးရမကြိုက်တဲ့သူလည်းရပါတယ်လေးစားပါတယ်နော်။ဟိုအစိုးရကြိုက်တဲ့သူလည်းလေးစားပါတယ်။တက်မတော်မကြိုက်တဲ့သူလည်းလေးစားပါတယ်တက်မတော်ကြိုက်တဲ့သူလည်းလေးစားပါတယ်ရှင့်တက်မတော်တိုက်ခိုက်နေတဲ့သူလည်းလေးစားပါတယ် လူနိုင်ငံမှာလူခေတ်လာရင် လေးစားနေပါပြီရှင်သဖာလေးလေးစားနေပါပြီကျွန်မအရင်တော့မင်းသားကြီးတယောက်ရဲ့စကားငှားပြောရမယ်ဆိုတော့လူသားအလုံးလေးစားပါတယ်ရှင်လေးစားပါတယ်ကျွန်မနော်လေးစားပါတယ်ဒါကြောင့်အနီးမိဘပြည်သူများကျွန်မလေးစားဆိုတာနဲ့သတင်းလေးတစ်ပုဒ်တင်ဆက်ပြရစီနော် ကျမခါကျအနီမီဘပြည်သူတွေကိုတင်ဆက်လို့ရှိရင်ကျမခွင့်တောင်းရတယ်။ဘာကြောင့်လဲဆိုတော့တို့ကစိတ်ရမ်းကြည့်ရဲ့ရှင်။စိတ်ကြီးတော့ကျမခါကျအစိတ်ခက်မသိရင်ဝင်ဆဲရတယ်ပေါ့နော်။အဲ့တော့တို့အကုသို့ဖြစ်မှာဆိုလို့ကျမတို့အရင်ဆုံးခွင့်တောင်းရမှာတင်ဆက်တာ။ကို့ကြောင့်လည်းသူများအကုသို့ဖြစ်မှာအလုံးမလုပ်ချင်ဘူးလေ။အဲဒါကြောင့်ပါရှင်။ဒီနေ့ကတော့အနီမီဘပြည်သူတွေအနေနဲ့လားရှိုးမျိုးပေါ့နော်။လားရှိုးမျိုးဟာဆိုရင်အနီမီဘပြည်သူတို့မျော်လင့်တဲ့အတိုင်းစစ်ကြုံဘဝနေပြီးတော့ကင်းလွတ်သွားပါပြီရှင်။ဒီလားတော်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 ကင်းလွတ်သွားပါပြီ။ကင်းလွတ်ပြီးရဲ့အခါမှာအခုအနီမီဘပြည်သူတို့ မျော်လင့်တဲ့အတိုင်းခိုးနိုင်ငံဖြစ်သွားပြီရှင်ခိုးနိုင်ငံခိုးနိုင်ငံတော့သိရမှာလူမျိုးပါပြည်သူတွေမျော်လင့်တဲ့နိုင်ငံတခုရှိရလေဘိုးကျောင်းဆန်းတော့ပြောခဲ့သေးတယ်မြန်မာနိုင်ငံတဲ့ဥစားဖြစ်လို့ရှင်တဲ့ခိုးနိုင်ငံဖြစ်လေတဲ့အဲ့နိုင်ငံဖြစ်နေပြီရှင်ဖြစ်လို့ဒီပါဖြစ်နေပေါ့နော်အဲ့ဒီတဲ့လေးကိုကျွန်မတင်ဆက်ချင်တာပါရှင်နားရှုံမြို့မှာတဲ့ပြည်စာလုပ်ငန်းတွေအမတန်ပေါ်ထွက်လာနေပြီးတော့လူမျိုးနဲ့ဂျမ်းမာရဲ့ဆိုင်ရာစိုးရိမ်မှုတွေမြင့်တက်နေရဲဆိုတဲ့သတင်းလေးသာဖြစ်ပါရှင်နားရှုံမြို့ကပြည်စာအခန်းလေးရဲ့ပုံရိပ်လေးပေါ့ရှင်သူကလမ်းညွန်လေးတောင်ပါလိုက်သေးရဲ့အဲ့ဒါလေးအဲ့ရုပ်တံဖိုင်လေးအတူလေးပေါ့အဲ့ဒါလေးကျွန်မပြသပါမယ်ရှင် လမ်းညွန်ဆိုင်းဘုတ်လေးကိုတရုတ်စာလေးနဲ့ရေးထားတယ်။အော်တရုတ်စာမတက်လို့ရှင်ဒီဆိုင်းဘုတ်ကိုမသိတော့ဘူး။ဒါပေမဲ့သိလို့သိပါတယ်။မကောင်မလေးတယောက်ပုံပြထားဆိုတော့လေဒီဟာကြည့်ရတဲ့အော်ဒါပါလားဆိုပြီးသိမှာပါ။လူရတဲ့အခါကျရင်ငကိုသိစိတ်ဆိုတာရှိရလေ။ဒီလိုမျိုးဆိုင်းဘုတ်မျိုးတွေကြောက်တာတဲ့မှာတရုတ်လိုပဲရေးထားရေးထားမြန်မာလိုပဲရေးထားရေးထားပုံလေးတစ်ပုံထည့်လိုက်တာနဲ့သူကဒါပါဆိုပြီးသိနေပြီပေါ့နော်။ဘီဆိုတာသိနေပြီပေါ့ရှင်။သိရတယ်လို့သွားကြမှာပေါ့နော်။အဲ့လိုသွားတဲ့အခါကျတော့ဒါက နိုင်ငံဒီမှာကမြို့တွေမှာကပြည်ထစာလုပ်ငန်းတွေများပြားလာတဲ့ခါကျရင်ကျန်းမာရေးပြဿနာရှိရဲ့ရှင့်ပြီးတော့မိန်းကလေးတွေစီးပွားရေးမကောင်းတာဖြစ်တယ်ဆိုတာ ਨੇ ဒီလိုမျိုးပြည်ထစာငန်းတွေကိုရောက်သွားတာပေါ့နော်ဒီတော့မိဘရဲ့အတွက်ကတော့ဒါရှင်ခွဲစရာကိစ္စပါပဲရှင့်ပြီးရင်ယောဂါတွေပေါ့နော်ကုဆတ်ပြတ်ပွားတာတွေအိမ်တော်ကြီးပြဿနာတွေဒီမျိုးတွေမှာအများကြီးဖြစ်လာနိုင်ပါတယ်ရှင့်ဒီတော့ဒီဆိုးကျိုးတွေကိုလက်ရှိမှာလားရှုံမှာခံစားနေရတာပေါ့နော်ဒေသခံတွေကဆိုရင်လည်းပြည်စာလုပ်ငန်းတွေပေါ်ပေါက်လာတဲ့အတွက်ပေါ်ပေါက်လာတာပေါ့နော်စီးပွားရေးခက်ခဲတွေကြောင့်ဖြစ်နိုင်တယ်ဆိုပြီးထောက်ပြထားပါတယ် လာရှုံမှာကဆက်ကြီးရတယ်ကောက်တယ်လက်နဲ့ကြိုင်နေရရှင်ပတ်စံတောင်းတာပေါ့နော်ပြောအောင်မစွန်တော့ရှင်ပတ်စံတောင်းနေတို့ကတို့ရက်တီဖို့တော့ပေါ့လေခုရရှိကျွန်မနိုင်ငံမှာစကားတခုရှိရတဲ့နေရာမှာလည်းအရင်ကမီဒီယာတွေ VOA တို့ RFA တို့ဆိုအရန်တုံးတာခစ်တက်တို့မျက်စိမှာတို့လွတ်လပ်သောမီဒီယာဆိုပြီးတော့လေတောင်းတယ်ပေါ့နော်ဒါပေမဲ့အခုအမေရိကန်ဘတ်ဂျက်လည်းဖြတ်လည်းဖြတ်ကုန်လွတ်လပ်သောမီဒီယာများရှင်းတဲ့နိုင်မှုအတွက်ဆိုတော့တို့မလွတ်လပ်ခဲ့ဘူးဆိုတော့အခုမှပဲပေါ်တော့တယ်တို့ကလည်းအဲ့လိုပေါ့နော်အဲ့တော့ဒီ လွတ်လပ်တော့လက်လက်ကန်အခွဲစည်းတွေလည်းဒီလိုပါပဲရှင်သူတို့လည်းအရန်လွတ်လပ်တော့လေဒီလားပတ်စံကိုခါလွတ်လပ်ကိုရှာကြတာပေါ့နော်ဒီတော့သူတို့မေးလိုက်လို့ရှင်တော့သူတို့ကဘသူထောက်ပံ့ချေမှမရှိဘူးဘသူထောက်ပံ့မှုမှမရှိဘူးလွတ်လပ်တော့လက်လက်ကန်အခွဲစည်းတွေလွတ်လပ်တော့မီဒီယာတွေတတူပဲတလေတန်နဲ့ဒါပေမဲ့ထောက်ပံ့ချေကိုဘယ်ရရှိလဲဆိုရင်သူတို့ကတရားမဝင်တဲ့လမ်းကြောင်းယူရဲမွေးစေဝါရောင်းနေလက်လက်တွေမှခုလုတ်တယ်လူပေါင်းခုတော့မှကြုံကြုံလို့လုတ်လိုက်တည်းရယ် ပေါ့နော်နောက်ဆုံးမရရတာလေကြည်သူစီရစီရနေပြီးတော့ဆက်ကြေးကောက်ပြီးတော့ယူတယ်အလွတ်လက်တဲ့လွတ်လက်တဲ့လူတွေတို့ကလည်းအရင်လွတ်လက်တာလွတ်လက်လုံးလို့ပေါ့နော်လွတ်လက်လုံးလို့လှုပ်ချင်အောင်လုပ်တာပေါ့ရှင်အလိုဇလန်းလေးပေါ့ဒီတော့လေလွတ်လက်လုံးနဲ့ MND ရနေပြီးတော့အခုလားရှုပ်မှလွတ်လွတ်လက်လက်ကိုပြည့်တစားကန်းနေဖွင့်ခိုင်းတာရတယ်အဲ့ဒီကနေလေလွတ်လက်စွာလိုင်းကြေးတွေကောက်ယူနေတယ်လွတ်လပ်စွာနဲ့ပြည်ထစာလုပ်ငန်းတွေကိုလုတ်ကန်ပြီးတော့ခုမျိုးတိုးတက်နေတဲ့အတွက်ပြည်သူတွေကနေပြီးတော့ HIV AIDS ရဲ့စသဖြင့်ပေါ့နော်အဲ့လိုမျိုးရောဂါတွေကြောက်တဲ့သားသမီးလေးတွေမလုံခြုံဘူး စီးပွားရေးမကောင်းလို့ရှိရင်တခြားလုပ်ငန်းမလုပ်တော့ဘဲမင်းတွေတည်းပျက်စီးရလမ်းကြောင်းရောက်တယ်လူငယ်တွေလည်းပျက်စီးရစသဖြင့်ပေါ့နော်ဘေးရွက်ဆိုးဆိုးအများကြီးဖြစ်လာတဲ့အတွက်ဒါပြည်သူတွေရဲ့စိုးရိမ်စိတ်ပေါ်ရှင်ဒါလေးတွေကိုထင်ထပ်ပြသတဲ့သတင်းလေးအနေနဲ့တင်ဆက်ထားတာဖြစ်ပါရဲ့ရှင့်စမောက်နိုင်ငံကတော့ပေါ့နော်စစ်အာဏာရှင်လောက်ကနေကင်းလုံအောင်လုပ်ကြမယ်ဆိုပြီးအတိအထိစူးစမ်းလိုက်ကြတာအကုန်ကင်းလုံကုန်ကြတယ်ရှင်အားလုံးမိပါပေါ့နော်စကိုင်းတိုင်းဆိုလည်းခုကင်းလုံနီနီဖြစ်နေပြီလာရှုပ်ဆိုကင်းလုံသွားပြီဟာလား ပြီးတော့ကချင်ပြည်နယ်နေရာဆုံရှင်ရခိုင်ပြည်နယ်ဆိုကင်းလုံလုံးလုံးဝဲတွေလည်းစားကုန်ကြပြီတိလာဆက်အနာရှင်လောက်ကနေတို့နေတော့ကတော့ဆက်အနာရှင်မထားပါဘူးရှင်တို့ဆွဆွဲတယ်လို့ပြောတို့ပြောတယ်ကျွန်မအလူလိုက်ပြီးပြောယူပါမယ်နီမိပပြည်တွေပြောဆိုဆက်အနာရှင်ပေါ့ရှင်ကျွန်မတို့လက်ရှိကောင်းဆောင်ကအခုအဲ့ဒီလက်ရှိကောင်းဆောင်ရဲ့အာနာတယောက်မှုကနေပြီးတော့ကင်းလွတ်တဲ့ပြည်နယ်ညို့နယ်တွေကြီးလိုက်ပါအောင်ရှင်အစဉ်ပြေတာရချောင်းမွေကြရလားလို့ခိုင်ကြလူရရလေဒီလားလူကောင်းကိုလူဆိုးထင်တယ်လူဆိုးကိုလူကောင်းထင်တယ်အဲ့လိုအခြေအနေရှိရဲ့ရှင်အနီးမိပပြည်တွေလည်းအဲ့လိုဖြစ်နေလို့မခံစားမိဘူးလားရှင် ကိုကိုကိုအဲ့လိုမခံစားမိလားရှင့်ကျမကလမ်းကြုံလို့မေးကြည့်ရပါတော့ကျမအမြဲတမ်းကိုချင်းစာကြည့်ရငါသာအနီဖြစ်ခဲ့ရင်ငါသာနီပိတ်ဖြစ်ခဲ့ရင်မိုးကုတ်တို့လားရှိုးတို့မှာငါလက်ရှိနေထိုင်နေရတယ်ဆိုငါရဲ့စိတ်ခံစားချက်ဘယ်လိုများဖြစ်နေလဲဆိုရင်မြင်တွေ့မိရဲ့ရှင့်ငါဒီမြို့မှာနေပြီးတော့ဟိုမှာရခိုင်မှာကျမနေနေရထားရခိုင်သူတယောက်ဖြစ်တဲ့ထားမင်းကစစ်ကြော်လောက်ကလွတ်ပြီးငါထွက်မြေ့လာလောက်မှာနေရပြီဆိုပြီးပြိုနေမယ်ထင်လားရှင့်ပြိုနေမယ်ထင်လားပြိုလောက်ဘူးကျမအသိဉာဏ်နဲ့ဆိုတော့မပြိုလောက်ဘူးရှင့် ဘာဖြစ်လဲဆိုတော့နိုင်ငံတော်ရဲ့အစိုးရလောက်မှာနေရောကျမတို့လခိုင်ပြည်နဲ့အေးချမ်းနေလေဒါကျမတို့လခိုင်သူပြောက်နေနဲ့စဉ်းစားလို့ကျမတို့လခိုင်ပြည်နဲ့လုံးသုံးလုံးတာပါလခိုင်ပြည်နဲ့အေးချမ်းနေလေစည်ရနာရှင်နောက်ကနေလွတ်အောင်လုပ်မယ်ဆိုပြီးစ조사လိုက်တော့မှာပဲအခုရခိုင်ပြည်သူတွေဝဲရစာပညာလည်းမသင်ရဆဲဆက်တန်းလည်းမဖြေရဒုက္ခရရောက်ပေါ်တာဆွဲခံရမင်းကြီးတွေဆိုရင်ဟိုတလောကကျမကြားတယ်တက်မတော်သားတွေပြန်လေပြောပြရရှိရဲ့ရှင့်ရှေ့တန်းမှာမျိုးသမီးလေးတွေစေးကျွေးပြီးတော့လက်ပြပုံးနဲ့ တက်ပြီးတော့တိုက်ခိုင်းတယ်အဲ့ဒီမျိုးသမီးတွေကအဝတ်စားမပါအောင်ချက်တက်မတော်သားတွေလက်ခံပြီးမှတိုက်ပွဲဖြစ်တယ်ထွက်ကြပြေးကြပါတော့သူသွားကြလာကြတိုက်ကြကြမှာလမ်းမှာကလေးအလောင်းတွေမျိုးမီလောင်းတွေတွေ့ရတဲ့အချုပ်ကလေးတွေဆိုလေ10နှစ်လောက်ပဲရှိသေးရယ်10နှစ်9နှစ်10နှစ်ပေါ့နော်အဲ့ဝင်းကျင်လေးပဲရှိသေးရယ်ပတ်လက်ကလေးသေးနေရကြည်စံထိပ်ပြီးတော့အဲ့လိုသေးနေတဲ့နေရာမှာလက်နဲ့ဖတ်မှာလက်တွေပုံနှစ်ခုကင်နာတယ်တဲ့တနတ်မပါဘူးကလေးတွေလက်ပြုံပေးပြီးတော့အရှိရနေတိုက်ခိုင်းတာ အဲ့ရခိုင်လူမျိုးပဲနော်ရခိုင်လူမျိုးကလေးတွေရခိုင်လူမျိုးမျိုးသမီးတွေပဲအဝတ်အစားတော့မပါတော့ဘူးတချို့တွေစေးတွေအရန်ကျွေးတာတော့ဒီစေးရဲ့ဓာတ်တွေဟိုတလောကပဲအေးအေးမိုးရစေးဝါတွေမိရဲ့အေးရ तू မဟုတ်ပါဘူးလေဩဝါလည်းထားနေတယ် तू မဟုတ်ဘူးလေဩမိုးရစေးဝါမိုးကောင်းငင်ကောင်းလည်းဖုတ်ဆိုပြီးပြုတ်ကြလာတာတော့မပြောတတ်ဘူးရှင်သိလားကျမနိုင်ငံအဲ့လိုရှိရဲ့ရှင်လိန်ကြတာလိန်ကြတာမူတာဝါတာလောလောကူကူကျူးလွန်ကြတာရှင်သိလားအဲ့တော့အဲ့ဒီဝတ်ကျွေးတွေကိုခံရတာလည်းမထူးဆန်းဘူး ဖြစ်လာလုံးဝမထူးဆန်းဘူးကျွန်မနိုင်ငံလေးအဲ့လိုတော့ရှိပါတယ်เนาะဒီတော့ blush show ကတော့ဆက်ကြုံကနေပြီးလွတ်သွားပြီးလိန်ကြုံဖြစ်သွားပြီးရှင့်ဖြစ်လာစွကြုံတော့ပုတ်တော့လိန်ကြုံဖြစ်သွားပြီးရှင့်เนาะ blush show ကအနီမီးပါစီသူတွေရှင်တန်းမှာဘလို့နေလဲဆိုတာသိကြတယ်ကျွန်မဒီသတင်းလေးကိုတင်ဆက်လာပါဒီတော့ရန်ကုန်တို့မန္တလေးတို့နေပြည်တော်တို့မှာနေတဲ့အနီးမိဘပြည်သူတွေရောစစ်ကြောလောက်ကလွတ်ချင်လားရှင့်လွတ်ချင်တယ်ဆိုစူးစမ်းလိုက်ပါတော်လိုင်းကြီးကိုဆက်လက်အားပေးလိုက်ပါရှင့်တက်မတော်ဘူဘယ်နာကရရတိုက်ခိုက်ဖို့စူးစမ်းလိုက်ပါရှင့် ဒါဆိုရင်မိဘပြည်သူတို့လိုချင်တဲ့စစ်ကြုံဘဝလွတ်သွားမယ်ဒါပေမဲ့လိန်ကြုံလည်းဖြစ်နိုင်တယ်ဘုံကြုံလည်းဖြစ်နိုင်တယ်ကြုံတခါလည်းဖြစ်သွားနိုင်တယ်ရှင်ဒါလို့တော့ကောင်းတဲ့ထဲရပါနော်လိုချင်တာရပါတယ်ဒါပေမဲ့ရတဲ့အချိန်မှာဒီလိုချင်တဲ့အရာကိုလိုချင်တဲ့စိတ်ရှိနေအောင်မှဒီအရာရဲ့ဓာတ်ကိုခံနိုင်အောင်မှရှင်ဒါလေးကတော့ကျွန်တော်တို့ဘဝမှာတန်ခမ်းစာယူစရာလေးနေနဲ့သတင်းသုံးသပ်ချက်လေးဖြစ်ကျွန်မတင်ဆက်ပေးတာဖြစ်ပါရှင်ကျွန်မရှင်နေ့သတင်းသုံးသပ်ချက်လေးကတော့မိဘပြည်သူများစဉ်းစားတဲ့ကိစ္စလေးတွေကိုထည့်သွင်းတင်ဆက်ပေးသွားတာဖြစ်ပါရှင် ကျမတို့လူသားဖြစ်လာရင်တော့ရှင်အရန်တော်တဲ့သူတော့မရှိဘူးပေါ့နော်။ဟောအတွေးခေါ်လေးမှားတာရှိမယ်။တွေးဝေတာရှိမယ်။မှားသိတာရှိမယ်။ဒါမိဘတည်သူရောကျမရောတတူပဲရှင်။ကျမတို့ကတာမန်လူသားတွေကြီးပဲအားလုံးပါလေ။ကျမတို့လည်းမှားသိတာရှိကောင်းရှိနိုင်ပါလေ။သိလား။ကျမတို့ကအရာအလုံးကိုငါသိငါတက်လုပ်လို့မရဘူးအမှန်တရားအလုံးကိုငါသိရလို့လုပ်လို့မရအောင်ချင်ဒါကြောင့်ကျမသတင်းတက်ဆက်တိုင်းပြောပါတယ်ကျမအမှန်တရားအလုံးကိုတော့ပြောမှာမဟုတ်ဘူးနော်လို့ဒါပေမဲ့ကျမပြောတာအလုံးကတော့အမှန်တရားဖြစ်စေရမယ်ရှင် ဒီလိုမျိုးစိတ်ကတိနဲ့ပဲကျွန်မအလုပ်လေးလုပ်ပါတယ်ရှင်မိဘပြည်သူများအနေနဲ့လည်းကိုမားသိထားတာရှိမယ်ဆိုအမှန်သိနိုင်ဖို့အတွက် ပြင်ပါရှင်အမှန်ကိုသိအောင်မစိုးစားအောင်ဆိုရင်မိဘပြည်သူတို့ရဲ့တန်တရားခကြီးကချုံးဝင်မှာမဟုတ်ပါဘူးရှင်ဒါဟာဗုဒ္ဓဘာသာတရားအနေနဲ့ကျွန်မဗုဒ္ဓဘာသာဝင်အချင်းချင်းမိရော့နေမှာဆိုလို့သတိပေးတာဖြစ်ပါရှင်သတင်းသုံးသပ်ချက်လေးရနေပြီသတိပေးတာဖြစ်ပါတယ်စေတနာမေတ္တာရှေ့ထားပြီးတော့သတိပေးတာပါရှင်ဒုက္ခတရားဖြစ်လာရင်ကျွန်မတို့လည်းမကြည့်ရလို့ပါသိလား တခြားလူတော့မသိဘူးကျမကကိုမျက်စိရှိရဒုက္ခရအောင်မကြည့်ရဘူးတိလားအဲ့လိုမျိုးစိတ်ရှိရပေါ့နော်မိဘပြည်သူလည်းဒီလိုပဲနေပါပဲဒါကြောင့်မကြည့်ရဘူးမကြည့်ရတဲ့အတွက်ကျမတို့တားမြစ်တာဆုံးမလားမလုပ်ပါနဲ့လို့ပြောတာပါရှင့်ဒီစေတနာလေးတော့နားလေစေချင်ပါတယ်ကျမတို့နိုင်ငံဘယ်လိုပဲအယောင်ဆင်းကွဲပြားပါစေအတူတူဆက်လက်နေထိုင်ရအောင်မှာဖြစ်တဲ့အတွက်ကျမတို့မတူတာလေးညှိနှိုင်းပြီးတော့တူညီရဲ့စိတ်ဆန္ဒလေးတွေရှေ့ရမ်းတင်ပြီးတော့နိုင်ငံတော်ကောင်းချိုးကိုနိုင်ငံသားကောင်းချိုးကိုပဲကြည်ကြရအောင်လို့တိုက်တွန်းချင်ပါရှင့်